ကိုယ်ပဲတယ်ဆိုတာရယ်ပူဇော်တာဆိုတာရယ်ဒီနှစ်ခုလည်းပဲခွဲခြားပြီးတော့နားလည်ဖို့တော့လိုအပ်တယ်ပေါ့ကိုယ်ပဲတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘာကိစ္စရှိရှိနတ်မေးတယ်နတ်ခိုင်းတဲ့အတိုင်းလုပ်တယ်နတ်ရဲ့အဆုံးအမအတိုင်းလိုက်နာတယ်နတ်ကဘာလုပ်ဆိုရင်နတ်ကကြက်ဆက်ဆိုကြက်ဆက်မယ်အဲ့ဒါမျိုးပေါ့နော်အဲ့ဒါကြတော့ကိုယ်ပဲတာလို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့အိမ်ကိုကိုယ့်ရဲ့မိဆိုင်ဖားဆိုင်နတ်တွေရှိတယ်သူတို့က ကာရဝတ္တိရဲ့အနေနဲ့မိတ်ဆွေအပေါင်းအသင်းအဖြစ်ပူဇော်ထားတယ်ဆိုတာမျိုးပူဇော်တာကြတော့ဒါကိုးကွယ်တယ်လို့မပြောရသော်ဘုရားကိုယ်တိုင်ကလည်းဒီအပရိဟဏိယတရားခုနှစ်ပါးဟောကြားတဲ့အခါမှာရှေးရစင်လာတွေကိုမဖြတ်ရဘူးလို့ဒီလိုဟောထားတယ်။ဟောရှေးရစင်လာအတိုင်းလို့တာကိုးကွယ်တာမဟုတ်ဘူးသူခိုင်းနိုင်မလို့ဒီဟာကကိုးကွယ်တာနဲ့ပူဇော်တာနဲ့တခြားစီ တဲ့ကိုအိမ်ကိုမိတ်ဆွေတွေဧည့်သည်တွေလာတဲ့အခါမကြွေးဘူးလားကြွေးတာဒါလည်းပူဇော်တာခေါ်တယ်ပူဇော်ဆိုတဲ့သကလုံးသုံးလို့ရတယ်ဒါလည်းပဲအတိထိပူဇော်လို့ခေါ်တယ်အတိထိဗလိတဲ့ဧည့်သည်ကိုကြွေးတာဗလိခေါ်တာပဲဒါလည်းသကလုံးနဲ့ပြောမယ်ဆိုရင်အရင်တော့ဗမာပြည်မှာဒေဝတာဗလိဆိုပြီးတော့နတ်ပူဇော်ပွဲတွေလုပ်တာဒါအတိထိဗလိလို့ခေါ်တယ် ကိုယ်နာတဲ့လူထမင်းကျွေးတယ်ကော်ဖီတိုက်တယ်အက်ခံတယ်ဟောဒါလည်းပူဇော်တာပဲလေအဲ့ဒါလို့ပူဇော်မှုဆိုတာမိဖြစ်ဆွေဖြစ်အဲ့တော့နတ်တွေကိုလည်းပဲမိဖြစ်ဆွေဖြစ်လှုပ်ထားရင်မိဆွေဖြစ်ရင်ကောင်းတာပေါ့ရန်သူဖြစ်ရင်ပဲကောင်းမလဲမိဆွေဖြစ်အောင်တော့နေရမှာပေါ့ဒါကြောင့်မို့အမျှဝေတယ်မြတ်စွာဘုရားဟောထားတယ်နေရအစ်စ်တခုနေပြီဆိုလို့ရှိရင်တဲ့တိလာရှိတဲ့ပုံကိုယ်တွေပင့်ပြီးတဲ့ ခါမှာကုသိုလ်ကောင်းမှုလုပ်ပါကြွေးမွေးအဲ့ခါမှာပြီးတဲ့အခါကျတော့နတ်တွေကိုအမြဝေပါတဲ့အမြဝေလိုက်တဲ့အခါနတ်တွေကကိုမေတ္တာသက်ဝင်ချစ်ခင်လာလိမ့်မယ်ချစ်ခင်လာလို့နတ်တွေကနေစောင့်ရှောက်တယ်ကိုယ့်ပေါ်မှာမေတ္တာထားလာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းမဲ့တွေ့ရမယ်အဆိုးမတွေ့ရဘူးအနေရတွေကနေလွတ်မြောက်နိုင်တယ်လို့ဒီလိုဆိုတာဒါကတော့ဟုတ်တာပေါ့ဗျာကိုယ့်အိမ်မှာကဲကြည်အောင် ကွာအိမ်မှာခွေးလေးတကောင်ကျွေးမွေးထားလို့ရှင်အဲ့ဒီခွေးလေးရဲ့အကူအညီမရဘူးလားမရပါဘူး။ညတရိဆန်တောင်ပေးသေးတာပဲအကူအညီ။နတ်ကပဲမပေးပဲရှိမယ်။ဒီလိုဆွလို့တာပေါ့နော်။ဒါနတ်ကိုယ်ခွေတဲ့ဘုန်းကြီးကနတ်ကိုယ်ခွေကိုဟောတော်တယ်လို့မအောင်မိတ်လေးနဲ့အမှန်ကိုပြောပြတာ။ဘယ်ဟာမှအစွန်းမရောက်စိတ်နဲ့နော်။အစွန်းရောက်ဖို့ပြောတာမဟုတ်ဘူး။ကိုယ်ခွေတာကတခြားပူဇော်တာနဲ့ကတခြား။တခြားစိတ်ခွေခွေပြပြမြင်မှုလို့လေလုံးမရိုက်နဲ့အဲ့ဒါလေ။ ဘယ်ကိစ္စပဲဖြစ်ဖြစ်အမှန်တည်းရအမှန်တည်းပြီးရင်လုံးတဲ့လုံးထတာလုံးရတယ်မလုံးတဲ့နာမလုံးအောင်ဒီလိုဆိုလိုတာเนาะ